ရန်ယူကအနီးနားတဝက်မှာကင်းထောက်ကြည့်နေတော့ခြာရာရောက်လာပြီးဟောက်ချမ်းမလာသေးဘူးလားလို့မေးလိုက်ပါတယ်ရန်ယူကဘာမှပြန်မဖြေတာကြောင့်ခြာရာကဟောက်ချမ်းစီလိုက်သွားဖို့လုပ်လိုက်ပါတယ်ဒါပေမဲ့အဆောင်ရီကတားဆီးလိုက်တာကြောင့်သူ့တောင်ဝင်းနဲ့ရန်ယူကိုချိန်လိုက်ပြီးဟောက်ချမ်းသာတစ်ခုခုဖြစ်မဲ့ဆိုရင်ခွင့်မလိုဘူးလို့အတီပေါကြီးနဲ့ပြောချလိုက်ပါတယ်ဒီအချိန်လေးကိုရှာရွေတားဆီးလိုက်ပြီးဟောက်ချမ်းကရှာလင်းရဲ့တောင်ဝင်းတစ်ခုသွားလို့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်တစ်ဖက်မှာနှစ်ယောက်သားပြေးနေရပြီးထောက်ချောင်မန်းတီလေးရဲ့တိုးဝင်ခဲ့တဲ့ရှန်လင်းကိုဟောက်ချမ်းကမေကွန်ထုတ်နေပြီးမဲ့ရှန်လင်းကဟောက်ချမ်းကိုပစ္စည်းတစ်ခုပေးလိုက်ပါတယ်အဲ့နောက်ပေါ်တယ်တစ်ခုဖြန့်ပြီးဟောက်ချမ်းကိုပြစ်ထည့်လိုက်ပါတယ်ရှန်ရဲ့ တော့နဆိုးမီရင်လေးကိုတယောက်တည်းရေဆိုင်ဖို့နေခဲ့ပါတယ်။ချက်ချင်းဆိုသူတို့ဂါရမန်တွေရုပ်ပြီးတိုက်ခွက်တစ်ခုထုတ်လိုက်ပါတယ်။အဲ့ဒါနုပြချင်းဝင်းကြီးမီးလင်းဖို့ဖြစ်ပြီးအတုံးပြူသူရဲ့ဝင်းကြီးစွမ်းအားကိုအစင်ကိုတီချက်ချင်းတက်သွားစေပါတယ်။မျက်စိတမိတ်အတွင်းတောက်စကားများနေတဲ့နဆိုးတကောင်ကိုတိုက်ခိုက်လိုက်ပြီးတိုက်ခိုက်ခံရတဲ့နဆိုးကတော့ဥဥဖြစ်ပြောင်းသွားခဲ့ပါတယ်။ဆက်ပြီးတိုက်ခိုက်ဖို့လုပ်ပေမဲ့ကျန်တဲ့နဆိုးတကောင်ကတားဆီးလိုက်ပါတယ်။အဲ့နောက်နှောက်ကောင်သားဆက်ပြီးတိုက်ခိုက်ကြပါတယ်။ရှန်လင်းကကြီးမားတဲ့တိုက်ခွက်တွေကိုထုတ်သုံးပေမဲ့တစလင်းမှမပြုံးတဲ့နဆိုးကရှန်လင်းကိုအဆုံးသတ်ဖို့လုပ်လိုက်ပါတယ်။အဲ့အချိန်ကူကနေအကောင်ပြန်ပေါက်လာတဲ့နဆိုးကရှန်လင်းကိုသူကိုယ်တိုင်ရှင်းပစ်ချင်တယ်လို့ပြောပ ပါတယ်။ဒါမှမဟုတ်ရှမ်းရဲနဲ့ချာယာကအပြေးလာနေပြီးတိုင်း82စိုးကတော့ရှမ်းလေးရဲ့ဝင်းကြီးမီးလင်းဖို့ဖြက်စည်းဖို့လုပ်နေခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြီးဆိုသလိုဟောက်ချန်းကရောက်လာပြီးစင်းနေတားရဲနဲ့ပေါက်ဆက်ထားတဲ့တိုက်ခွန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။အငိုင်းမိသွားတဲ့နှစိုးပြင်းလည်းဒီတစ်ချက်တော့ခံလိုက်ရပါတယ်။အဲ့ဒါကြောင့်စိတ်တူပြီးဟောက်ချန်းရဲ့အနောက်ကိုအမဲလိုက်သလိုလိုက်ပါတော့တယ်။ပြင်းနဲ့ခုခံနေတဲ့ဟောက်ချန်းအမြတ်အဆုံးတတ်ဖို့လိုလိုက်ပြီးမဲ့ဟောက်ရဲ့ကြောင့်လက်မှတ်တင်လေးလိုသွားခဲ့တာဖြစ်ပါတယ်။အဲ့အချိန်မှာပဲရှမ်းရဲရောက်လာပြီးနောက်ထပ်နှစိုးပြင်းကတားဆီးလိုက်ပါတယ်။တိုက်ခွန်းနဲ့နှစိုးကဟောက်ချန်းကိုတိုက်ခိုက်တဲ့အခါချာယာရောက်လာပြီးတိုက်ခိုက်မှုကိုတားဆီးဖို့လိုလိုက်ပါတယ်။ ဒါပေမဲ့တားဆီးလို့မရတာကြောင့်ဟောက်ချမ်းမဝင်လာပြီးဒိုင်းကနဲ့လမ်းကြောင်းလွှဲပေးလိုက်ပါတယ်။အဲ့ချိန်ကောင်းတုံးတဲ့ဟောက်ရွက်ကဖီးယားတစ်ခုကိုထုတ်လိုက်တဲ့အခါကျမ်းမာတယ်ဆိုတဲ့နဆိုးပီရင်နှကောင်လဲဟောက်ရွက်ရဲ့အရှိမဒူထောင်နေရရပါတယ်။ဟောက်ရွက်ရဲ့ပုံစံပုံမှန်မဟုတ်သလိုအဲ့ဒီဖီးယားကိုခံစားနေရတဲ့နဆိုးနှကောင်ကလည်းဟောက်ရွက်ကိုအော်စတင်ဂရပင်လို့ပြောနေပြီးဖီးယားရဲ့အောက်မှာမလုံနိုင်ဖြစ်နေခဲ့ပါတယ်။အဲ့နောက်အပန်း67ကပြီးဆုံးသွားခဲ့ပါတယ်။ ဒီအပိုင်းမှာ Austin Griffin နဲ့တွေ့ခဲ့တာကိုအော်နေရနာမိတ်စာဘာလို့ဖမ်းမလာရလဲလို့မေးလိုက်ပါတယ်။အဲကောင်ကဖမ်းနိုင်နဆုအီဂရစ်ကနဆုခန်တက်ကိုအနိုင်ရတာထက်အကျိုးကျေးဇူးတွေပိုပြီးရှိရလို့ဆက်ပြောပါတယ်။ Austin Griffin ကသူ့အစွမ်းတွေအကုန်ပြန်မရသေးတာကြောင့်သူတို့အနေနဲ့ဒီလောက်ထိတောင်းခံနေတာဖြစ်ပြီးမဟုတ်ရင်သူတို့နဲ့အခုချိန်ရှိမှတော့မဟုတ်တော့ဘူးဆိုတာတိုင်ခွန်းဆက်နဆုကပြောပါတယ်။အဲ့ဒီတရင်ကို Eagles ရှောက်တင်ဖို့လုပ်နေပေမဲ့တိုင်ခွန်းဆက်နဆုကခဏနေဖို့ပြောလိုက်ပြီးသူကအကုန်တုံးထားတဲ့ Austin Griffin ကနဆုခန်တက်မှာပေါင်းနေနိုင်တဲ့အတွက်ခေါင်းဆောင်မရှိတော့တဲ့ခန်တက်ကိုသင်က Austin Griffin ကိုဖမ်းဖို့အကြံပေးလိုက်ပါတယ်။တစ်ဖက်မှာ လည်းတိုက်ပွဲကြောင့်ပင်မနေရာဟုတ်ချမ်းနိုးလာပြီးအချိန်ထဲမှာရှမ်းရွေရလည်းရောက်လာခဲ့ပါတယ်ရှမ်းလည်းကအတက်အန္တရာယ်စိုးရိမ်စရာမရှိတော့ကြောင်းနဲ့ပြန်လည်းမူပါချင်းဝင်းကြီးမလင်းပွေဆွမ်းရတဲ့ကြောင့်ပန်ရှင်ရဲ့အသက်ကိုဆွဲဆန်ထားနိုင်ခဲ့ပေမဲ့မှတ်ညံတွေကတော့ပျက်စီးသွားခဲ့ပါတယ်လူဘွားလည်းကလေးတယောက်လိုဖြစ်သွားခဲ့ပြီးအဲ့ဒါပြန်လည်းဝန်သားချင်းဝင်းကြီးမလင်းပွေရဲ့ပေးဆက်ရတဲ့ကြံကြေးပဲဖြစ်ပါတယ်ဟောက်ချမ်းရှမ်းလင်းသူ့ကိုပေးခဲ့တဲ့ပစ္စည်းတွေကိုထုတ်ပြလိုက်ပြီးဒါအောင်မြင်သွားတဲ့သူတွေကအံ့ဩသွားခဲ့ကြပါတယ် ဲ့ဒါတွေကလက်စင်ကလက်စိတ်နဇိုးတွေရဲ့တရင်အချက်လက်နဲ့နဇိုးမဲလိုက်ခံတဲ့ရဲ့အမိတ်ကပြပဲဖြစ်ပါတယ်အမိတ်ကပြရဲ့အလုပ်လုပ်ပုံကနဇိုးမဲလိုက်ခံတဲ့ရဲ့စစ်တပ်မှာအမြင့်ဆုံးအာဏာကိုပိုင်ဆိုင်ထားတဲ့ဆိုတဲ့တင်ကြတာဖြစ်ပြီးအဲ့ဒါကိုတီးသွားတဲ့ဟောက်ချင်းကချက်ချင်းပြန်ပေးဖို့လုပ်ပါတယ်ယွမ်လေးကယူဖို့လုပ်လိုက်ပေမဲ့ရှမ်းရွေးကတားဆီးလိုက်ပြီးဒါကိုပေးလိုက်တဲ့ရှမ်းလေးကသူ့စီမှာအကြံတစ်ခုရှိလိမ့်မယ်ဆိုကဟောက်ချင်းကိုတင်းထားခိုင်းလိုက်ပါတယ်နဇိုးတွေရဲ့အချက်လက်ပါတဲ့ပစ္စည်းတို့လှမ်းယူပြီးကောင်းယူပေးလိုက်ပါတယ်ရှမ်းလေးကတော့ခံတဲ့ရဲ့ကိစ္စအဝဝကိုသူတာဝန်ယူမှဖြစ်လို့အဲ့ဒီအကြောင်းဌာနအားလုံးသိအောင်ကောင်းယူတဲ့ယွမ်လေးကိုတင်းပို့ခိုင်းလိုက်ပါတယ်အဲ့နာဟောက် ချောင်းရှမ်းပြည်သားစုရဲ့လှုပ်ဝှက်ချက်ဖြစ်တဲ့လက်ဆက်ကတည်းစိရဲ့အသုံးဝင်ပုံလေးကိုရှင်းပြနေခဲ့ပါတယ်။အဲဒါကိုသဘောမကျတဲ့ရန်ယူကရှမ်းပြည်သားစုရဲ့လှုပ်ဝှက်ချက်တွေကိုအပြင်လူတွေသိအောင်ပြောပြနေတာမသိတော်ကြောင်းဝင်ပြောပါတယ်။ဘာအောင်မခံနေတဲ့ချာယာကဟောက်ချမ်းလက်ထက်ရပစ္စည်းတွေကိုအကုန်ယူလိုက်ပြီးရန်ယူစီပြပေးလိုက်ပါတယ်။အဲဒါကိုတင်းသွားတဲ့ရန်ယူကစိတ်ကိုထက်လျှော့လိုက်ပြီးတနေကိုဟောက်ချမ်းအောင်ပြုစုနေရကြောင်းချန်လေးကိုတွားကြည့်ဖို့အချိန်ရောက်ပြီလို့ခေါ်လိုက်ပါတယ်။ချာယာကတော့သူနဲ့မဆိုင်ဘူးလို့သတ်မှတ်ထားတာကြောင့်မလိုက်နိုင်ဘူးလို့ညင်လိုက်ပါတယ်။အဲမှာတဲ့တာမင်းနီယောက်စကားအခြေရင်ဖြစ်နေကြပြီးချာယာရဲ့ဘက်ကငယ်လေးတွေကဆုံးဖြတ်ခဲ့တဲ့မိဘနှစ်ပါးကိုစိတ်နာနေခဲ့တာဖြစ်ပါ တယ်။သူတယောက်နဲ့စစ်ဆေးမှုတွေလုပ်နေရတဲ့အချိန်ကသူ့စီမှာမိဘတွေမရှိတော့ဘူးလို့ခံယူထားခဲ့တာလည်းဖြစ်ပါတယ်။အစကားအကြောင်းတီးမခံနိုင်တော့တဲ့ရန်ယူလဲသူ့သမီးရဲ့ပါးကိုရိုက်မိသွားပါတယ်။ခုလိုတင်းမာနေတဲ့အချိန်ဒီမှာအဖိုးဖြစ်သူရှမ်းရဲရလဲဘာမှမတတ်နိုင်ပဲရင်နေခဲ့ရပါတယ်။နောက်တစ်ခါမှာဟောက်ချမ်းတဲ့ချာကအတူရှိနေပြီ။ချာကပုံမေတဘုတ်ပြောပြမယ်ဆိုပြီးသူ့ဘဝမှာငငယ်ကကြုံခဲ့ရတာတွေကိုဖောက်သိချနေခဲ့ပါတယ်။ ရာကသူမွေးလာတဲ့ရမွေးရပါဝန်းကြီးစွာ63ထိရခဲ့ပြီအဲ့ဒါကိုတည်သွားကြတဲ့လှုပ်ချက်သူကျောင်းတော်တစ်ဖွဲ့လုံးကအပျော်ကြီးပြောခဲ့ကြပါတယ်ရှာယာကိုရင်ကလည်းသူမိပါတဲ့ဂုံပြရတဲ့သူအနေနဲ့အပျော်ကြီးပြောခဲ့ပေမဲ့နောက်တစ်နေ့မှာသူ့ဖေနဲ့အမေကမှောင်မဲတဲ့ကိုရဲကိုလွှင့်ပစ်ခဲ့ကြပါတယ်အဲ့ဒီနေရာဆပြီးရှာယာရဲ့ဘဝကပြန်လည်ဝင်စားခြင်းအဆင့်တွေကိုကြောပြန်ရဲ့အချိန်ကုန်ခဲ့ပါတယ်ဝန်းကြီးမင်းလင်းဖို့နဲ့ပေါက်ဆက်နိုင်သွားတဲ့အခါမွေးရပါဝန်းကြီးစွာကတရားထီးကိုတက်သွားခဲ့ပြီးအကျိုးဆက်အနေနဲ့အာယုံချပေါက်ကိုဆုံးရှုံးခဲ့ပါတယ်တယောက်တည်းအထူးကျန်တဲ့ဘဝမှာမနေချင်တော့တဲ့ရှာယာကလှုပ်ချက်ရဲ့ကျောင်းတော်ကခိုးထွက်လာခဲ့ပြီးဟောက်ချမ်းနဲ့တွေ့ခဲ့ပါတယ်အဲ့အချိန် နေရာသူ့ရဲ့ရှိမှာမမမမရက်တည်ပေးတဲ့ဟောက်ချမ်းကိုတန်ရုံစင်တွင်ပြီးသွားတာဖြစ်ပါတယ်။အဲ့ဒါကိုတည်သွားတဲ့ဟောက်ချမ်းချာနဲ့ပတ်သက်သမျှအရာအလုံးကိုနားလည်သွားခဲ့ပြီပဲဖြစ်ပါတယ်။အဲ့နောက်အပိုင်း62ကပြီးဆုံးသွားခဲ့ပါတယ်။ ခန္ဓာကအရာရှိတွေနဲ့နဆိုးမဲလိုက်ဖွဲ့တွေအားလုံးကဟောက်ချမ်းပေးခဲ့တဲ့မြေပုံအချက်အလက်ကိုကြည့်ပြီးနဆိုးတွေရဲ့ရိတ်ကဖြတ်တောက်ဖို့အစီအစဉ်လေးရပါတယ်။ဂျွမ်လီယာရှန်လီယာအရှင်တွေကြောင့်ရှန်ရွေကခန္ဓာကိုကြီးကြပ်ရမှာဖြစ်လို့ဒီစစ်စင်ရင်မှာတမှုခေါင်းဆောင်တယောက်အနေနဲ့တာဝန်ယူထမ်းဆောင်ခြင်းအောင်ပြောပါတယ်။ရှန်ရွေလည်းဂျွမ်လီယာအစီအစဉ်ကိုမေ့ကြည့်တဲ့အခါအချက်အလက်တွေနဲ့တခုစီရှင်းပြလိုက်ပါတယ်။ဒါပေမဲ့ဂျွမ်လီယာအစီအစဉ်ကအပြန်အလှန်မရှိနိုင်တာကြောင့်ကောင်းရင်ကကန့်ကွက်ခဲ့ပါတယ်။အဲဒါကြောင့်နှစ်ယောက်သက်စကားအခြေတွေဖြစ်နေပြီးတင်းမာနေတဲ့အခြေအနေမှာဟောက်ချမ်းဖြစ်တင်တာဝင်ပြောပါတယ်။ဒါကိုလက်မခံနိုင်တဲ့ဂျွမ်လီယာမင်းစင်နဲ့စစ်တပ်လုံခြုံမှုလုပ်နေတဲ့အခြေဝင်ပြောပိုင်ခွင့်မရှိဘူးလို့ ြန်ပြောလိုက်ပါတယ်အဲ့ကရှမ်းရွာအကုန်လုံးတားဆီးလိုက်ပြီးအရန်လောနေတဲ့ရွံလီကိုဒီလိုရေးကြီးတဲ့အချိန်ဒီမှာအလင်းလိုနေလို့မရဘူးလို့ပြောပါတယ်အဲ့နောက်ဟောက်ချန်းရဲ့အစီအစဉ်ကိုမေးလိုက်ပါတယ်ဟောက်ချန်းလည်းလုံတင်တာရည်နဲ့စောင်းရံချောင်းရံတွေကိုတေချာလေးရှင်းပြလိုက်ပြီးဇလန်းကစစ်စင်ရေးစီတန်းအောင်သွားခဲ့ပါတယ်ဟောက်ချန်းရဲ့အစီအစဉ်တိုင်းအားလုံးကချောချောမုန်မိနဲ့လှုပ်ဆောင်နိုင်ခဲ့ပါတယ်လင်းရှင်းကရိတ်ခါပို့တဲ့ရထားကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာနဆိုးတမှုတွေကိုတွေးလိုက်ရပါတယ်နောက်ထပ်ရထားတဲ့တရွဲကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အားလုံးကမထင်မထားတာကိုကြုံလိုက်ရပါတယ်အဲ့ဒါအစင်းကိုနဆိုးဖြစ်ပြီးသူ့ရဲ့ဟန်တာနိုင်စွမ်းအားကြောင့်ဟောက်ချန်းတို့တစ်ဖွဲ့လုံးတလန်းတော့လှုပ်လို့မြန်ပြေးနေခဲ့ပါတယ် အဲ့ဒီအခြေအနေကိုဟောက်ချန်သူ့ရဲ့ဝိညာဉ်မင်းလင်းမှုနဲ့ရုတ်ထွက်လိုက်ပြီးအဖွဲသားတွေကိုလည်းကယ်တင်နိုင်ခဲ့ပါတယ်။အဲ့နောက်အစင်းခုနှစ်စုံးနဲ့တိုက်ခတ်ရပြီးခွန်အားချင်းမမျှလာကြအောင်ဟောက်ချန်တို့တပွဲလို့အလွယ်လွယ်ကိုကိုဖြစ်ကုန်ကြပါတယ်။ဟောက်ချန်ခံနေရတာကိုမြင်ရတဲ့ချန်ကတန်းချောင်း၆ထွေကျင်းစဉ်ကိုထုတ်သုံးလိုက်ပါတယ်။အဲ့ဒီအကျိုးဆက်ကိုသိနေတဲ့ဟောက်ချန်သူ့ရဲ့ခန္ဓာကိုဟောက်ရွံ့နဲ့ပေါင်းစပ်လိုက်ပြီးခြံရရဲ့အနားကိုချက်ချင်းယောက်သွားပါတယ်။အဲ့နောက်ဘရာသားကိုမြင်တဲ့အတိုင်းလှုပ်လိုက်ပြီးခြံရရဲ့ကျင်းစဉ်ကလည်းပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီအခြေအနေကိုလာရှုပ်တဲ့နှစ်စုးတော့ဟောက်ချန်ရဲ့ဓာတ်နဲ့တစ်ချက်တည်းပွဲသိမ်းပေးလိုက်ပါတယ်။ခြံရကဒီတခါအနားနဲ့အာယုံကိုဆုံးရှုံးလိုက်ရပြီးမြဲအဲ့ဒါကကံကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ တည်သွားတဲ့နဆိုးစီကလေဆဲတစ်ခုတုတ်ကြလာခဲ့ပါတယ်။ဟောက်ချန်အဲ့ဒီလေဆဲကိုကောက်ရိုက်တဲ့အခါတခြား dimension ကိုရောက်သွားပြီးနှစ်သက်ငယ်လေးတယောက်ကိုလည်းတွေးလိုက်ရပါတယ်။အဲ့လိုနဲ့အပိုင်း63ကိုအဆုံးသတ်ထားပါတယ်။ အဲ့ဒါအလင်းနဲ့တငယ်ဖြစ်ပြီးဒန်နာရီကကောင်းခင်နဲ့မိကြီးမှာတန်းစင်တဲ့အလင်းတို့စင်တစ်ခုပဲရှိရလို့ဆိုပါတယ်သူတို့ကလူသားတွေနဲ့ချိန်ဆနိုင်သွားရင်ထိတ်တန့်ဝင့်ကြီးမင်းလင်းဖို့တစ်ခုဖြစ်ပါရှင်အတွက်ဘဲချင်းစင်မဆိုအလင်းဆွမ်းအားကိုတုံးမြင်ပေးနိုင်ပါတယ်အဲ့ဒီအလင်းနဲ့တငယ်ကဒန်နာရီထဲမှာမှတ်တမ်းတစ်ခုလိုရှိနေပြီးရှာမတွေ့ရလဲနှစ်ပေါင်းထောင်ချီရှိနေပြီဖြစ်ပါတယ်အခုတော့အဆင့်ခွန်နစိုးစီမှာရောက်နေတာကြောင့်ဘာကြောင့်မှမသိပဲအဖြေရှာမရဖြစ်နေခဲ့ပါတယ်ရုတ်တရက်ဆိုတော့အမောင်တို့ဆွမ်းအားကအလင်းနဲ့တငယ်ကိုစိုးယူနေပြီးဒါကိုကြည့်မနေနိုင်တဲ့ဟောက်ချန်လောင်ကျိုင်ကိုဖျက်ဆီးလိုက်ပါတယ်အလင်းနဲ့တငယ်ကိုလည်းသူ့ရဲ့အလင်းဆွမ်းအားနဲ့ခဏတာတန်းစင်ပေးထားလိုက်ပါတယ်အလင်းနဲ့တငယ်မျက်လုံးထဲမှာ ဟောက်ချန်းကိုဝိုးရဝမြင်နေရပြီးဟောက်ချန်းရဲ့စိတ်ဝိညာဉ်ကလည်းအပြင်လောကကိုပြန်ရောက်လာခဲ့ပါတယ်။နောက်တစ်ခါမှကောင်းရင်ရဆစ်စင်ရဲ့အောင်မြင်ကြောင်ရှမ်းရွယ်ကိုတရင်လာပေးနေပြီးဟောက်ချန်းရလာတဲ့ပစ္စည်းလေးကိုပါတခါလေးပြလိုက်ပါတယ်။ရှမ်းရွယ်ရဲ့စစ်စစ်ကြည့်တဲ့အခါအလင်းနဲ့တငယ်ဆိုတာတည်သွားခဲ့ပါတယ်။အဲ့ဒီအလင်းနဲ့တငယ်တွေကနှစ်ပေါင်းများစွာလှ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 နေလာပြီးအခြားတစ်ယောက်အတွက်ဝိညာဉ်မင်းလင်းဖို့မဖြစ်လို့ကြားတဲ့သူတွေပဲဖြစ်ပါတယ်။ရှမ်းရွယ်ကအလင်းနဲ့တငယ်ကိုကုသပေးမယ်ဆိုတာလူသားတစ်ယောက်နဲ့ပေါင်းဆက်ဖို့အခွင့်အရေးပေးဖို့တောင်းဆိုလိုက်ပါတယ်။တွေ့ဝင်နေတဲ့အလင်းနဲ့တငယ်ကလည်းနောက်ဆုံးမှလက်ခံလိုက်ပြီးကုသမှုကိုခံယူခဲ့ပါတယ်။ကုသနေတော့မှရွံလေးကသို့သော်အဲ့ဒီအလင်းနဲ့တငယ်ပေးမယ်ဆိုရင်တစိုးမဲ လိုက်ခံတဲ့မှာတေချာပုတ်ကြီးကြီးမားမားပြောင်းလဲသွားမှာလို့ဆိုပြီးတောင်းကြည့်ပါတယ်။ဒါပေမဲ့အလင်းနဲ့တန်ငယ်ဆိုတာပင်ကိုအသိဉာဏ်နဲ့မူးဖွားလာတာဖြစ်လို့တင်းတော်တဲ့သူကိုကိုယ်တိုင်ရွေးချယ်လိမ့်မယ်လို့ရှမ်းရွေကပြောပါတယ်။အဲ့နောက်နဆိုးမဲလိုက်ခံတဲ့ကအဖွဲသားတွေအားလုံးကိုစုခိုင်းလိုက်ပါတယ်။နောက်တစ်ခါမှာဟောက်ချန်းတို့အဖွဲစုဝင်းနေတို့ရှင်းရဆင့်ခေါ်ထားတဲ့ဝက်ကလေးကရှိနေသေးတာကြောင့်အားလုံးကကြောင်နေကြပါတယ်။ဆင့်ခေါ်ချင်းကြော်သွားပြီမဲ့အခုထိရှိနေသေးတာကြောင့်ရှင်းရလည်းစေစေးကြည့်တဲ့အခါအဲ့ဒါရှင်းရရဲ့မွေးရပါဆင့်ခေါ်သားရဲ့ဖြစ်နေတာကိုသိလိုက်ရပါတယ်။အဲ့ဒီသားရဲ့ဆင့်ခေါ်သူဘောမှာအရေးကြီးဆုံးသားရဲ့ဘောဖြစ်သလိုတရံတစ်လျှောက်မှာတကောင်မဲရတာဖြစ်လို့အဲ့ဒါကိုမလို့ခြင်းနဲ့ရှင်းရကငိုနေခဲ့ပါတယ်။ ်။ဟောက်ချန်းလည်းရင်းရအောင်နှစ်သိပ်ပေးနေပြီးအဲ့ချိန်မှာတမူးလောင်ကျန်းကအခန်းထဲကိုရောက်လာခဲ့ပါတယ်။အကြောင်းကတော့နှစ်သက်ငယ်ကိစ္စပဲဖြစ်ပါတယ်။ရှမ်းရွယ်ကအလင်းစွာအုံးတဲ့သူတွေကိုအရှိထွက်ခိုင်းလိုက်ပြီးအားလုံးကိုအလင်းစွာအုံးခိုင်းလိုက်ပါတယ်။ကန်တရားရဆုံးဖြတ်မှာမဟုတ်လို့အင်းအားသုံးခဲ့တခါတည်းအပြစ်ပေးမှဖြစ်ကြောင်းမှပြောလိုက်ပါတယ်။အဲ့နောက်အကုန်လုံးကအရှိရှိအလင်းစွာထုတ်လို့ရပေမဲ့ဟောက်ချန်းကတော့မထုတ်တာကြောင့်ဘေးကကတော့ကအလင်းစွာထုတ်ဖို့ပြောနေခဲ့ပါတယ်။တကယ်တော့ဟောက်ချန်းကနှစ်သက်ငယ်ကိုဝမ်းပြီးအလင်းစွာနေထုတ်နေတာသူ့အတွက်လောင်ကျန်းတစ်ခုလိုဖြစ်စေတာကြောင့်ဒီတိုင်းကြည့်နေခဲ့တာပဲဖြစ်ပါတယ်။နှစ်သက်ငယ်ကတော့သူ့အတွက်လေးလေးမှုပေးနိုင်မဲ့သခင်ကိုရှာနေပြီးအလင်းစွာမထုတ်တဲ့ဟောက်ချန်းကို တတိထားမိလိုက်ပါတယ်။နတ်သက်ငယ်လည်းဟောက်ချမ်းကသူ့ကိုကူညီပေးခဲ့မှုတော့တတိရသွားပြီးဟောက်ချမ်းကိုရွေးချယ်လိုက်ပါတယ်။အဲ့နောက်အပိုင်း64ကပြီးဆုံးသွားခဲ့ပါတယ်။ဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင် like and share လေးနဲ့ကူညီပေးခဲ့လို့ရပြီ။ Subscribe လုပ်ကသေးဘူးဆိုရင်လည်း Subscribe လုပ်ခဲ့ကြဖို့တောင်းဆိုပါရစေ။အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။